သည်ယောဂီတို့နိဗ္ဗာန်မရမချင်းဒီတိုင်းသုံးပါလိမ့်မယ်။ဘယ်တော့မှဒီဟာမပြောင်းတော့ဘူးညာ။ဟုတ်ကလား။ဒီချင်းသင်းနိုင်ကြည့်ရမှာနော်။ဟုတ်ကလား။အဲ့တော့ယောဂီတို့မှာအဲတို့ခုစခန်းဝင်ပြီးတရားထုံးရတော့မဲ့ယောဂီတို့ခုနပြောတဲ့တို့ပါတော့စီကနေလိုက်နာရမယ်ဆိုစိတ်တည်လေးသွားပါလိမ့်မယ်။မလေးနဲ့လွယ်လွယ်လေးတတိတလုံးကြိုင်ပါဟဲ့။ဟုတ်ကလား။ဟင်တကယ်လို့များတာတို့ ရွာတဲ့တို့မှာတဲ့ဘာလို့လို့မှတ်ခဲ့ဆိုရင်တရားအထုဖို့ကြောက်အောင်မလားရွာတဲ့တို့မှာဘာမှမမှတ်ခဲ့လို့ကြောက်နေတာဟင်ဟင်ရွာတဲ့တို့မှာလည်းဘာလို့လို့မှတ်ခဲ့ရင်ကွာတရားအထုတယ်ဆိုတာတတိလေးထားတာပါပဲဆိုပြီးသွားလိမ့်မယ်ထင်တယ်အဲ့တော့ခမားတို့စိတ်ကြီးလေးမနေနဲ့ဟင်ဟင်ပွဲကြည့်တယ်လို့သာမှတ်လိုက်ပွဲကြည့်တဲ့နေရာမှာပွဲကြည့်သူကခဲရင်လားပွဲပြသူကခဲရင်လား ွဲကြည့်သူကဘာရင်းပါတော့ဟင်ဒီဖြာဘဝနေပြီးတော့သူပြတဲ့ဟိုပြဖွဲ့ကိုဟိုဘာတော့မျက်လုံးနှလုံးပြစ်တင်ထားလိုက်ပြီးမလွတ်တန်းကြည့်ဘူးပဲထင်တယ်ပြတဲ့ဘက်ကလာကိုဇတ်ထုတ်ဇတ်ရည်လဲအောင်ပြတာခရင်ပါလိမ့်မယ်ကြည့်တဲ့ဘက်ကလွယ်ပါတယ်ဟုတ်ဗျာအဲ့တော့တို့တရားအားထုတ်ရတာဒီတတိလေးတစ်လုံးဆိုတာတတိဟာမျက်လုံးမမဟုတ်ဘူးလားကြည့်တယ်ရှုတယ်မှတ်တယ်အတူတူပဲထင်တယ်ဟုတ်ကလားအဲ့တော့ဘာခရင်တော့လား ပုဂ္ဂလာမခင်ရင်မှုနော်ပုဂ္ဂလာဟင်ကြာပါမလားဟုတ်ပြအေးအဲ့တတိတလုံးပဲဗျာအဲ့ဒီတတိဟာအသက်ပဲဟင်အဲ့ဒီတတိဟာယောဂီတို့ရဲ့အသက်တတိရှိနေတဲ့ချိန်ကယောဂီပဲတတိမရှိတဲ့ချိန်ယောဂီမဟုတ်တော့အဲ့ဒါယောဂီတို့အသက်တူမှာဟောဒီတတိပဲဟင်ဒီတတိရှိနေရင်ကိရိတာဝင်နိုင်သေးလားအဲအဲ့ဒါယောဂီဗျာ တတိမရှိရင်ကိလေသာဝင်ပြီယောဂီသားကပြတ်သွားပြီကဟုတ်ကလားအဲ့တော့ငါရဲ့အသက်ဒီတတိလို့မှတ်လိုက်ပါဒါပထမဆုံးမှတ်ရမယ့်ကိစ္စပါဗျာဟုတ်ကလားအဲ့တော့တို့ဒီတတိလေးတစ်လုံးနဲ့ပဲလုပ်နေရမှာပါဗျာဘာမှမပြောင်းပါဘူးဗျာမှတ်ပါရဒါလေးပဲပြောချင်ပါတယ်ယောဂီတို့ကအနိစ္စဒုက္ခအနတ္တယုတ်နံတို့မေးနေမှမဖြစ်ဘူးမေးဘူးဟင်အစားလည်းမခိုင်းဘူးယောဂီတို့ရှာခိုင်းမှာမှတ်ပါပဲပြောမှာပဲဟုတ်ကလား အဲ့တော့ဒီမှတ်ပါကပဲမှတ်ပါရမှာတော့ဆိုတော့ဒုစိတ်တိလေးဌာနသွားမှာအဲ့ဒီလေးဌာနကိုမှတ်ဖို့ပဲဟုတ်ကလားဒီစိတ်တိလေးဌာနတဏှာမဟုတ်တဏှာသွားနေမှာအဲ့တော့ဇကြလေးခုလိုပဲသဘောထားလိုက်ပါဟင်အဲ့တော့ဇကြလေးခုရှိတဲ့နေရာမှာတို့နွားများလို့ဆိုလို့ရှိရင်တော့ဟိုစိတ်ကနွားပေါ့ကွဲဟင်တတိကနွားချောင်းသားပေါ့ကွဲအဲ့တော့နွားသွားတဲ့နေရာကိုတို့တတိနွားချောင်းသားကလိုက်ချောင်းရလိမ့်မယ်ထင်တယ်ဟုတ်ကလား အဲ့ဒါကတော့နွားကြောင်သားပေါက်ဆာနဲ့ဉိုင်းနဲ့လို့သဘောထားလိုက်ဟုတ်ကလားဟင်အဲဟိုနွားဒီဘက်ကရိုက်နေနွားကြောင်သားကပေါက်ဆာဆိုရင်တော့နွားသွားရလိုက်ရလိမ့်မယ်ထင်တယ်ဟင်လူထားရနွားနေပါမလားနွားကနွားကြောင်သားပေါက်ဆာဟူဗျာဒုတတိယကိုဘယ်လောက်ကြီးလို့နွားကြောင်သားပေါက်ဆာကနွားကြောင်သားကြီးလားဟုတ်ကလားဟင်အဲ့တော့သူစိတ်သွားရလိုက်ရလိမ့်မယ်ဗျာ နိုင်ရင်တော့တဏှာပါခိုင်းတဏှာကိုခွေးနာခဲခဲနိုင်လေပိုးအတက်မြန်လေပဲတတိမြဲတာကိုလိုချင်တာကိုကွအဲ့တော့လေးဌာနသွားနေမယ်ဆိုတာတဌာနကိုမြဲနိုင်ပါကောမနိုင်မှဆုံးလို့ပြီးတယ်လို့မှတ်ထားပါလေးဌာနလေသဘောပေါက်ကြပါလားပေါက်နော်အဲ့တော့ဘယ်နေရာတွေသွားမှာတော့တို့ထိုင်ပြီးအားထုတ်တဲ့ပုဂ္ဂိုလ်ဟာကိုယ်ပေါ်မှာပဲမဲ့ဒီစိတ်ကြောက်ချင်ကြောက်နေတာပါကိုယ်ပေါ်မှာစိတ်မရှိရင်တို့ဘာတို့အတွေးပေါ်မှာပဲမဲ့ကြောက်ချင်ကြောက်နေတာပါ ဟုတ်ကလားအဲအတွေးပေါ်မှာမရှိလို့ရှင်ခံစားနေတဲ့ဝေဒနာပေါ်ရင်လည်းရောက်နေတတ်ပါလေဟုတ်ကလားဟင်အာယုံနဲ့တို့ကိုယ်ကိုယ်နဲ့တိုက်ခိုက်တဲ့နေရာမှာဝေဒနာဆိုပေါ်တတ်တယ်ထင်တယ်အထုခါသာပုဂ္ဂိုလ်တော့ဗျာတို့ပါတို့ပြင်းများနဲ့တင်မတိုက်တဲ့နေရာကပေါ်ကြမှာပါပဲဟုတ်ကလားဟင်အဲ့ဒီအတိုက်ဆိုတဲ့အဲ့ဒီအတွေးဆိုတဲ့ဒီပြင်းများနဲ့တင်မဆိုတဲ့အတွေးနှစ်ခုကြားထဲမှာအတွေးအာယုံဆိုတာပေါ်နေမယ်ထင်တယ်ဝေဒနာလေအဲ့ဒီဝေဒနာပေါ်ရင်လည်းသိရောက်ချင်ရောက်နေတတ်ပါလေ ဒါမို့ရင်ဒီသုံးခုနဲ့သတ်ဆိုင်တဲ့သဘောပေါ်ဖြစ်စီတို့ဒီမှာတော့ပြအငွေသက်ပေါ်ဖြစ်စီဒီရင်းရောက်ရင်ရောက်နေတာလေးဌာနပဲရှိတယ်ပဲတခြားပဲမှသွားဘူးသဘောပေါက်ပါလားအဲ့တော့အာထုံသာယောဂီရဲ့လေးဌာနကိုခွဲရင်တို့ကာယဖြစ်နေနာသီဝကဝင်လေထွက်တွေကိုယူပါလိမ့်မယ်ဘာဖြစ်လို့လဲဒီနာသီဝဝင်လေထွက်တွေကဘယ်တော့ပြတုံများယောဂီတို့ကနားရင်သာနားမှာဗျသူ့ဘက်ကတော့နားဘူး အဲအမြဲရှိတဲ့ကမ္မထမ်းတင်တယ်အမြဲရှိတဲ့နေရာတင်တယ်ဗျအဲ့ဒီနေရာကိုပင်ပင်နေထားမယ်နာသီးပြားသွားတာကာယပတာရယုတ်မဟုတ်ဘူးလားအဲ့ဒီကာယဒီနာသီးပြားလေးမှာလီလာပြီးထိမှတင်တယ်အဲ့ဒီကာယနာသီးပြားလေးနဲ့ကိုဟိုလေးဆိုတဲ့ကာယနဲ့တို့ဒီဖုထဘာကာယနဲ့နာသီးပြားဆိုတဲ့ကာယနဲ့နှစ်ခုထိတွေ့တဲ့နေရာတော့မှာအနုအစင်တိုင်းလိုက်တော့ပတ္တနာရှုဝမာယာခြင်းလို့ခေါ်တယ်ဟုတ်ကလားအဲ့ဒါကိုခန္ဓာနုပါဒနာထင်းနေယူမယ် သဘောပေါက်ပြီအဲ့တော့နာသီဝါနဲ့ဝင်လီလေးဟိုလီလေးနဲ့မတိုက်ခိုက်ဘူးလားအဲ့တော့တို့ဒီဘုရားဟောတရားတော်ကြတော့အတ္တတာပတ္တတာလို့ခေါ်တယ်ပဲတတ္တဝါထွက်လီကစပြီးတော့ဝင်လီနဲ့ပြန်ပြီးတော့မလိုရတာဟုတ်ဟင်မိခင်ဝိုင်ကကြွတော့ထွက်လီတစ်ချက်ရှူးဆိုတော့ပြောင်းဝင်ရတာဟုတ်တမောအတ္တတာပတ္တတာလို့ခေါ်တယ်အာထုတ်တဲ့ယောဂီတယောက်တည်းတော့ဝင်လီရစမှတ်တဲ့အတွက်အာနာပါနလို့သုံးပါလိမ့်မယ်အာနာဆိုတာတည်တာနော် င်လေဝင်နေတဲ့ချိန်ဟာအဲ့ဒါဝါလာဝင်သက်ဆိုတော့အသက်ဝင်လာပြီလို့ပြောတာထင်တယ်ဟင်ဟင်အပါနာဆိုအသက်မရှိဘူးလို့ပြောတာအဲ့ဒါထွက်သက်ထင်တယ်အသက်ထွက်သက်ဆိုတာနဲ့အသက်ထွက်သွားတာနဲ့အတူတူထင်တယ်ဟဲ့ဟုတ်ကလားဟင်အဲ့တော့ဒီမှာယောဂီတယောက်မှာဝင်လေကနေစမှားရတဲ့အတွက်အာနာပါနာကမ္မထာလို့သုံးပါကာယ ानु ပသနာနဲ့အာနာပါနာကမ္မထာအတူတူထင်တယ်ဟင်အာနာဝင်လေလာပြီးတော့ထိတဲ့နေရာကို ဟုတ်ကလားဒီအနုအစင်တိုက်လိုက်ပြီးတတိရှုရမှရချင်းအဲ့ဒါအာနာတတိအာနာနုတတိချင်းတယ်ပါနာထွက်လီလေးလာပြီးတိုက်ခိုက်ပြီးထွက်သွားတဲ့နေရာလေးကိုအနုအစင်တိုက်လိုက်ပြီးတတိရှုမှချင်းလူလူပဲချင်းတယ်အဲ့ဒါခုနကာယ ानु ဘဒနာနဲ့အတူတူပဲမဟုတ်လားလားအေးအဲ့ဒါကိုကာယ ानु ဘဒနာဖြစ်နေရှုမယ်ဟုတ်ကလားရှုတဲ့နေရာကြတော့ယောဂီတို့မလုပ်ပါနဲ့။ငါဝင်မရှုပ်နဲ့အလုံများသွား ဝင်လေလေးဟာသူ့ဝင်နဲ့ဆိုရင်ဝင်မလာဘူးလားတူတူတူဆိုလို့ရှေးရှေးဆိုလို့အလိုက်တင်လေးသာရှူပေးလိုက်ပါခင်ရမှာယောဂီတို့လှုပ်ရှူလို့မပါဘူးじゃဟင်ဖြစ်ရှူဖို့ညှစ်ရှူဖို့ပါသလားပါဘူးနော်အဲ့ဒါသာတို့တော့ဒီကံဝါအာတာတန်တော့ဒီကံအာတာတာမိတိပဇာနာတိဟုတ်ကလားရှေးရှေးဆိုလို့တဲ့ရသံဝါအာတာတန်တော့ရသံအာတာတာပိတိပဇာနာတိတဲ့တူတူဆိုလို့တဲ့အဲ့တိမ်မှတ်တယ်ဟုတ်ကလား တူတာကိုရှည်အောင်မလုပ်နဲ့တဲ့ရှည်တာကိုတူအောင်မလုပ်နဲ့တဲ့ဟုတ်ကလားအဲ့တော့ तू တူတူလေးထွက်ရင်လေတူတူလေးတိုင်းအလိုက်တင်လေးတာဝင်ရင်ဝင်နေတာ तू လေးရုပ်ကနှာခေါင်းကိုလာပြီးတော့တို့ပါတော့ရှူလို့စိတ်ကလေးတိုင်းရှူရကလေးပေါ်လာတဲ့ထင်တယ်အဲ့ဒါနှာသီးသားလေးတတိကပြီးတော့မပြီးမချင်းမှတ်ပြီးသားမှာမပြီးမချင်းဆိုတာနဲ့အပမာရတတိဆိုတာတူတူထင်တယ်ပြီးတော့မပြီးမချင်းဆိုတာနဲ့အနုတတိဆိုတာကတူတူမဟုတ်လားမပြီးမချင်းဆိုတာနဲ့ ကာယ ानु ပဒနာဆိုတာကအတူတူပဲမဟုတ်လားအဲ့တော့အနုပဒနာတွေဘာတွေနဲ့ပြောရင်ခိုင်းနေရမပြီးမချင်းမပါဆိုရင်တော့လွယ်ပြီထင်တယ်ဗျာအစားလဲဆုံးမပါဆိုရင်ဘယ်ဟာအစားလဲအလဲလဲဆုံးနေမင်းနေလိမ့်မယ်ဗျာအဲ့တော့မပြီးမချင်းဆိုရင်တော့မေးဖို့လိုသေးလားတဘောပါဘီဟင်အဲ့တော့ဝင်လေလေးဝင်လိုက်ရင်လဲတိုးတိုးရှိရှိဗျာသူဝင်ဝင်တလူလေးကိုနှာသီးပြားလေးမှာပဲတတိကပ်ပြီးမပြီးမချင်းမပြေးပါတဘောပါဟင်ဖက်လေးလေးထွက်တော့ဒီတိုင်းမထင်ဘူး ဟဲ့တူတူတူတို့ရှည်ရှည်တို့နာသီးပြားလေးမှာပဲတတိကပြီမပြီးမချင်းမှတ်ပြီပါဟုတ်ကလားတတိတည်ရင်တာမဟုတ်လားတည်ရင်တဲ့ပုဂ္ဂိုလ်ကဒီနေရာကိုတည်တဲ့နေရာထားရပါလိမ့်မယ်ဝင်လေအတွင်းကိုဝင်သွားရင်လည်းသူ့ဟာသူတတော်ဝင်ဝင်တထွားဝင်ဝင်လိုက်မသွားနဲ့တဘောပေါက်လားထွက်လေထွက်သွားရင်လည်းသူ့ဟာသူတတော်ထွက်ထွက်တထွားထွက်ထွက်လိုက်မသွားနဲ့တို့ဒီမှာပဲတတိကတ်ထားဟဲ့လေဒီဒီနေကင်းကိုဖြစ်သလား ဝင်နေတဲ့ဒီဝဲထိဝင်ရမှာနော်ထွက်လေဩဒီဝဲထက်ထွက်ရမှာတင်တယ်ဒါလေးမပြီးမချင်းမှတ်ပေးပါခဲရင်သလားကတဘောပေါက်သလားတားလေးလေအဲ့တော့ယောဂီတို့ပွဲကြီးသမားနဲ့အတူတူတင်တယ်ဟင်တမောယောဂီတို့ဒီတော်နဲ့ပြောမြို့လဲမြို့ဒီမှာယောဂီတို့ပါနေကြတာတို့ပါလားတာလီစည်းင်းနဲ့တူတူပဲကိုနေကိုညတာလီစည်းတွေ့ဘူးလားအင်းဟောကားဘောဟာပစ္စည်းတွေကိုတင်မောပေါ်ချတဲ့ခါလားသုံးမောကားဘောဟာပစ္စည်းကိုရထားပေါ်တင်တဲ့ခါလား သူမိုးရထားပေါ်ကပစ္စည်းကိုနားပေါ်ချတဲ့ခါလာတွေ့ဘူးသလားအဲ့ဒီမှာဒါရီစီကဒုံချောင်းကိုင်းနေတာထင်တယ်သူဝေထမ်းသလားဟင်အဲ့ဒါရီစီတယောက်ဟိုတို့ဘာတော့အလုသမားတယောက်ကဟိုရထားပေါ်ကပစ္စည်းကိုကားပေါ်ကိုပို့တယ်ဆိုလို့ရှိရင်အဲ့ဒီဟိုဒုံချောင်းလေးတစ်ချောင်းနဲ့သူလာတာထင်တယ်အဲ့ဒါရီစီကအဲ့ဒုံချောင်းတစ်ချောင်းဖမ်းယူလိုက်တာပဲမဟုတ်လားသူရှိရတော့မှာမဟုတ်လားဟင်ဟင်နောက်တယောက်လာတော့သူရှိရပဲလေ ။ तू ဘာလို့ရတယ်လဲ။လွယ်လွယ်လေးပါ။ဒါဒီစိတ်ရည်တယ်လွယ်ပါတယ်။သူပြောတာ။ဟင်ငါသာဝင်မရှုံးနဲ့။ဟုတ်ဗျာ။ငါရှုံးမယ်ငါဆိုင်မယ်ဆိုရင်တော့ယောဂီတို့အသက်ရှူမှာပေါ့။သွားမယ်။ဟင်ဝင်မရှုံးပါနဲ့။ तू ဝင်တာလေးဝင်တဲ့အတိုင်းလေးအလိုက်တင်လေးပါ။ तू ဆိုင်တာဆိုင်တဲ့အတိုင်းအလိုက်တင်လေးပါ။သဘောပေါက်ပါလေ။ပေါက်တယ်နော်။တို့တပါမလား။အဲ့တော့ဝင်လေထွက်လေတွေတူတူရှည်ရှည် နှာသီးပြားကိုထိခိုက်ပုတ်တိုက်ပြီးဝင်လာတာလေးကိုနှာသီးပြားလေးမှာတတိကပ်ပြီးမပြီးမချင်းမှတ်ပေးပါတဘောပေါ့ပြီဟင်ပေါ့ပြီပြီးတော့ခေါင်းအေးအေးစိတ်ထိန်ကြကြထားပေးပါဟုတ်ကလားခေါင်းအေးပေးပါယောဂီတို့သေချောင်းကြံရပါဟင်သေချောင်းမကြံရင်ခေါင်းပူပါလိမ့်မယ်ဟင်ဟင်အဲသေချောင်းမကြံရင်နောက်ကကိလေသာရောလိုက်မဆွဘူးလားအိမ်မှာကြံရခဲ့တာတွေကလေ အဲ့မတွေ့မှပူဆွားမယ်ဟမ်အဲ့တော့ငါသေးတဲ့ဒါထားခဲ့ရမှာပဲဆိုရင်မဲ့တို့သေအောင်ကြရင်ကောင်းမအေးဘူးလားဟင်အဲ့လိုလေးတဲ့သဘောထားတရားပေါ်မှာလဲယောဂီတို့ကတတတို့ကတတ်မှုထင်တယ်ဟိတတ်သားကောင်းတို့မြည်သည်တတ်မှုရဲ့အမိန်နာခံဖို့ရာဒီကတိုက်ပွဲအောင်လားမအောင်လားတတ်သားရဲ့တောင်းအောင်အလုံးမဟုတ်ဟုတ်တယ်ဟင်အဲ့တတ်မှုရဲ့တောင်းမယ် အဲ့တော့တပ်ပွင့်မအောင်လို့ရှိရင်တပ်ဖို့ပဲသူကြော်ပြီးခါလိမ့်မယ်တသားနဲ့ဆိုင်မလို့တသားကတော့တို့တမှုကနေဘဲတောင်မှတက်ဆိုတက်တာချလိုက်ဟုတ်ကလားညာတောင်မှတက်ဆိုတက်ချလိုက်ဒီလိုထင်တယ်ပြီးတော့ဒီကိစ္စမှာအသေးခံတိုက်ရမယ့်နေရာမျိုးကိုတမှုကအသေးခံတိုက်ရမှာမှသိတဲ့နေရာအသေးခံတိုက်ခံလိမ့်မယ်တတိရှိပါမှာဟုတ်လားဟုတ်ခိုင်းမဟင်အဲ့တော့တို့ဒီ တန်မှုရဲ့မိတ်နာခံမှုပါအရေးကြီးဆုံးထင်တယ်။ဟုတ်ပါဘူး။တန်မှုရဲ့မိတ်ကိုနာခံလို့တိုက်ပွဲမှာကြာသွားသည်တိုက်အောင်သူရပါရမယ်။ဟင်။တကယ်လို့တိုက်မှုမိတ်ကိုမနာခံမဲနဲ့ပေပြီးကိုလို့ချင်တာလို့တိုက်ပွဲအောင်သွားသည်တိုက်အောင်ယောဂီတို့ပွာတားကြမယ်။ဟုတ်ပါဘူး။ဟင်။သူပြောတဲ့အတိုင်းမလိုက်နာလို့ရှိရင်ယောဂီတို့နေသိမ်းမရဘူးပေါ့။ တရားရှိဘက်ကတော့အမှန်မြဲရင်တော့အောင်းရင်အောင်းသွားမှာပေါ့တို့တော့နေပြီးမရနိုင်ဘူးဟင်အဲ့ဒါခမောက်ကတားကြဟင်တို့ပြောတဲ့တိုင်းနိုင်တယ်လို့တော့တရားမသိခြင်းနေသည်ကြာကြာအာသရိယဟထမုတ်တိဆိုတဲ့ဆရာလက်ဆိုတဲ့ကဲဘယ်ဆရာရဲ့တပည့်ပြောနေလဲဟင်မရခြင်းလေဥဟုတ်ကလားဗျအဲ့တော့တရားရဖို့ငါတောင်းဝမဟုတ်ဘူးဆိုရင်ကောင်းပြီးသွားလိမ့်မယ်ထင်တယ်တရားရဖို့မရဘူးကိုရကြီးတောင်းဝမဲ့ကွာ ဟင်ငါသူခိုင်းတဲ့တိုင်လုပ်မယ်အဲ့လိုတကောင်းထားလို့ဒီလိုဆိုရင်တော့အေးသွားလိမ့်မယ်ထင်ဟင်ဘယ်နေလို့ရုပ်တို့ထားမထားနဲ့လေးလုံးလှပါလေတို့ဘုံပြစ်ပုံသာတင်ထားလိုက်ပြင်ဖို့ကြပါမလားဟင်ကောင်းအေးအေးစိတ်ထိုင်ကြရကြထားဖို့အရေးကြီးဆုံးပဲအဲ့ကောင်းမအေးစိတ်ထိုင်မကြရင်ဘဝင်းလေးမငြိမ်ဖြစ်ရပြည့်ပဲတော့မှမမြင်ဘူးဟုတ်ကလားဗျဟင်အဲ့တော့ဒီစီကံလေးနှစ်ချက်ကို ကာယ ानु ပဒနာလို့ခေါ်တဲ့နှာသီးဝါကိုမှတ်တဲ့ပုဂ္ဂိုလ်ဟာထားပြပါဟိနှာသီးဝါနဲ့လင်းနဲ့ဝင်ထွက်ပုတ်တိုက်နေတာလေးကိုနှာသီးပြားလေးမှာပဲတတိကပ်ပြီးမပြီးမချင်မှတ်ပြပါတတင်းနဲ့ပြီးတော့ခေါင်းအေးအေးစိတ်ထင်ကြကြထားပြပါသဘောပေါက်နောက်တစ်ခုလေးထပ်ပြီးတော့ပေးချင်ပါသေးတယ်ဝင်ဆုံးထွက်ဆုံးလေးကိုသိပေးသားမှာဟိဝင်လေးလေးဆုံးရင်ဆုံးမလေးကိုနှာ ကိုတို့ဝင်နေတဲ့အတွင်းဝင်သွားလို့ဆုံးရင်နာသီးပြားကအထီလေးရသွားမှတင်တယ်အတွင်းကိုလိုက်ကြည့်ဖို့လိုသေးလားထွက်လေလေးဆုံးရင်တော့နာသီးပြားအထီလေးရသွားမှတင်တယ်ဟဲ့အဲနာသီးပြားလေးကိုဆုံးရင်ဆုံးမှသိပေးလိုက်ဆုံးပြီတော့မခိုက်နိုင်မဟုတ်နော်သဘောပေါက်ပါအဲ့ဒီဆုံးရင်ဆုံးမှသိလို့ရှိရင်ယောဂီတို့မှာတကယ်လို့တတိပြင်ထွက်သွားရင်ဝင်ဆုံးကထွက်သလားထွက်ဆုံးကထွက်သလားဆိုတော့ခွေးတို့ဘောက်ကိုသွားတွေ့နေမယ်အဲ့ဒါခွေးတို့ဘောက်ဖန်ခေါ်တယ်သဘောပေါက်ပါဟင် ယောဂီတို့တဏှာတွေကထွက်နေတယ်အဲ့ဒီတတိငါတတိသည်အဝင်ဆုံးကထွက်သလားငါတတိသည်အထွက်ဆုံးကထွက်သလားဆိုတာအဲ့ဝင်ဆုံးထွက်ဆုံးလေးကိုတတိလေးထားနေလိုက်ရင်သိပါလိမ့်မယ်ဟင်အဲ့ဒါကြောင့်ငါတတိသည်ဝင်ဆုံးကထွက်နေတယ်ဟေးတတိအပြင်ထွက်နေတယ်သိရင်ဒီဝင်ဆုံးလေးကိုတတိပို့ထားလိုက်ရင်မရနိုင်ဘူးလားခွေးတို့ပေါ့ပြိတ်သွားနေတာပေါ့သဘောပေါက်ဟဲ့တကယ်လို့ဒီထွက်ဆုံးလေးကများသောအားဖြင့်ငါစိတ်ကလွတ်နေကြလို့သိလို့ချင်းဒီထွက်ဆုံးလေးကယူဆိုင်တယ်ဒီကိစ္စပြီးသွားပြီထင်တယ် အဲ့ဒါခွေးတို့ပေါ့ဖန်နေခေါ်တုံးကျက်ထင်တယ်တဘောပေါ့လားကာနုပဒနာလို့ခေါ်တဲ့ဟိုဝင်နေထွက်လေးကိုရှုတဲ့ယောဂီဒီအဲ့ဒီတုံးကျက်ကိုခိုင်းပေးပါဟင်ဝင်နေထွက်လေးနဲ့နာသီးပြားလေးနဲ့ထိတွေ့ပုတ်တိုက်နေတာလေးကိုနာသီးပြားလေးမှာပဲတတိကပြင်မပြင်မချင်းမပေးပါဟုတ်ကလားကောင်းအေးအေးစိတ်ထင်ကြကြထားပေးပါဟုတ်ကလားဝင်ဆုံးထွက်ဆုံးလေးကိုပြပေးပါကြားလားသဘောပေါက်ပလား အာထုတ်တပလားအေးအဲ့ဒါဟောကာယ ानु ပဒနာတို့ထိုင်တဲ့ကာလမှာသိသွားမဲ့လေးဌာနတွေကနံပါတ်၁ဌာနလို့မှတ်ပါသူဒီပင်တိုင်းကိုလည်းမှတ်ပါသူဒီအမြဲရှိရမှာထင်တယ်သူဒီပင်တိုင်းဟုတ်ကလားဂျန်တဲ့ဟာတွေကမလွှဲတာလို့သွားမှာနော်ဒီလိုက်ရမယ်လို့ပြောတာမဟုတ်ဒီကြီးတဲ့အမြဲတမ်းစိတ်ဝင်စားနေခုနခွေးရိုးပေါက်ကလေးကိုမိနေလို့ကိုကိုကိုနိုင်နေဆိုရင်တော့ချလာချတာတခုတည်းဘယ်မှကိုလိုက်မနေနဲ့ ဒီနေရာကြာကြာမှရင်ဒီနေရာတတိအတိများသွားရင်ဒီနေရာကနေပြီးတက်သွားမှာပဲလိုချင်တာတတိတည်ချင်တာဟုတ်ကလားဟင်အဲ့တော့နွားမနိုင်လို့နွားချောင်းသားသေးလို့ဒါခုနကပြောနွားသွားရသူများစကြက်မစားတော့ဘဲဆိုလို့ပြရအောင်ဟုတ်ကလားဒါပြီးခါရပြီးတော့စိတ်တနုပါဒနာဆိုတာစိတ်တဆိုတာဉာဏ်စီတွေးတော်မှုပြောတာဟင်ဟုတ်ကလားစိတ်တဉာဏ်စီတွေးတော်မှုရှိရာသူအနုအစင်လိုက်ပြီးတော့ပัฒနာရှုမှန်မှားခြင်းလို့ဆိုလို့တယ်သဘောပေါက်လားအဲ့တော့တို့ဒီ စိတ်တို့မြည်ဒီမှာအစွဲစိတ်အစွဲစိတ်စိတ်လို့ပြောခေါ်မှာပေါ့လေတို့လက်ရှိရှိနေတဲ့အသည့်တွေကအစွဲသည့်နေတယ်ဟဲ့ဟုတ်ကလားကြဲဟေးဝဲဟေးငါသားဟေးသမီးဟေးဘာဟေးညာဟေးဆိုတာလေရွာတဲ့ပြောမှန်တယ်များအဲ့ဒါအစွဲသည့်ကြီးတယ်ဟင်သူပြောလူပြောသည့်ကြီးတယ်ကိုပိုင်သည့်တစ်ခုမှရှိဘူးရွာထဲမှာဟုတ်ကလားဟင်အဲ့တော့တို့အတွေ့ဒီစိတ်တို့မြည်ဒီမှာဒီနာသီဝကိုရှုပါလို့ဆိုပေမဲ့သူကရှုချင်မှရှုမယ် တခါလာလဲနာသီဝဒါတခါလာလဲဒါဆိုစိတ်ကအဖမ်းကြိုက်တဲ့ဟာကဒီမှာအဖမ်းမတွေ့ရင်အဖမ်းရှိတဲ့နေရာကိုဆက်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 နဲ့တွားရပါလေဟုတ်ကလားသွားမယ်အဲ့တော့စိတ်ရဲ့သဘောကသူကကြောင်းစီတွေးတော့နေမှအားရတဲ့စိတ်မျိုးဟုတ်ကလားအဲ့တော့သူတွေးလို့တို့တရားပြတ်တယ်မရှိစေနဲ့တွေးတာလဲတွေးတယ်လို့မှတ်ချက်လိုက်သမှာအဲ့တော့နာသီဝကမှတ်လဲအမှန်ရဖို့လိုရင်းတင်တယ်ဟိတွေးတာမှတ်တော့ဟော အဲ့အမတ်ရတော်ပြီလေအမတ်ရအောင်လုခိုင်းနေတာမဟုတ်ဘူးလားခွေးကြိုက်လို့ရရဒုတ်ပြလို့ရရဟာပေါ့အဲ့တော့ငတိတခါတပွဲတော့ဟေးအတွေးတွေများလို့ငါတရားပြတ်တယ်လို့ပြောဖို့လို့သေးလားအဲ့ဒီအတွေးဒီပြလင်ကုံချမ်းပြည်စီဖြစ်စီရဟုတ်တယ်နဲ့ဟင်အတွေးလားအတွေးမှချလိုက်မှာပေါ့ဟုတ်ကလားဘာဖြစ်လို့လို့နာသီးဝနဲ့အတွေးနဲ့ကိုမိမိစိတ်ဘယ်ကိုများနေတယ်လဲဒါခရုဆိုင်လိုက်မှာဟင် နာသီးဝါကိုအလုတ်ကိုထိခိုက်တော့တဲ့အတွေးမဟုတ်ရင်လိုက်ကိုမှမနေနဲ့တိုးမှလိုက်ဒီကိုသဘောပေါက်လားဟင်တကယ်လို့ဒီတဲ့ဟိုကိုစိတ်အဆွဲများနေတယ်ဆိုရင်တော့စိတ်သွားရလိုက်မှတ်ချသမာဟင်သူခံစားခြင်းတွေကိုလိုက်ပြီးမှတ်ပေးသမာကဲမင်းပြောတယ်ဟာဟုတ်သလားမှတ်ကြည့်လားကွာသူတွေးတွေးတဲ့ကမှတ်ချလိုက်ကြဟင်ဟိုထွေးလီကာလေးတွေဗာတွေးတယ်ညာတွေးတယ်ကိုခွဲမနေနဲ့ဗျာတွေးတွေးတယ်ဆိုရင်ဒီတတိကြောင်လို့ စေချက်ကထွက်ပြေးတဲ့ဟာကသူ့ကိုတတိကဟေးမင်းထွက်သွားတာငါသိတယ်ဆို तू နေရဲမလားပြန်ပြေးလာရင်ပဲသူကသူဟင်စေချက်ကထွက်ပြေးတဲ့နွားကတုံးနှောက်ပြီးလိုက်ပေါက်တာပဲသူပေါက်ဘူးအဲ့တော့တွေးတာတွေးတယ်လားမှချလိုက်ဟင်အတွေးကြောင့်ဟေးကိုလူကူပြန်လို့ဟုတ်ကလားသဘောပေါက်ပြီအဲ့ဒါစေတနုပါဒနာလို့ခေါ်တယ်ကြာစီတွေးတော်မှုကိုပြောမှာနော်ဒီနေရာမှာစေတနုပါဒနာဖြစ်တဲ့ဒီတတိ မြင်းမြန်ကြီးကိုထူတောင်းနေတဲ့ယောဂီတယောက်ဟာအဲ့ဒီအတွေးကြောင်ကိုပဲမှတ်ရပါလိမ့်မယ်။ဟုတ်ကလား။ဟင်ဒါတတိထူတောင်းကြီးကာလထင်တယ်။အဖိုးတို့တော့နဲ့ပြောရင်တော့ပြိုးထောင်နေတာပြိုးထောင်နေတာစိုက်ခင်းမရောက်သေးဘူး။ဟင်ပြိုးထောင်တာရှိသေးတယ်။အမှတ်ကလေးပြိုးထောင်နေတာ။ဟင်အဲ့တော့ဒီနာသီဝမှတ်နေရင်မတကနေပြီးတို့ဘာတို့အထုခါသာပုဂ္ဂိုလ်တယောက်ဟာစိတ်ထိုင်ကြရလား။စိတ်ထိုင်မကြကိုယ်လည်းထိုင်မကြဘူး။နာကျင်ခက်ခဲမှုပေါ်မှာပဲ။ အဲ့တော့ဝေဒနာဆိုတော့ခံစားမှုပြောတာပေါ့လေတို့တော့ဒုက္ခဝေဒနာဆိုတော့ကောင်းတာခံစားရတာတော့အရင်ကတည်းကမျောနေတာဟုတ်ကဲ့သူလာရင်မေ့သွားမှာဟုတ်ရှင်းတယ်ဒီဥပိ္ပခဝေဒနာဆိုမြင်မှမြင်ဘူးပဲဒုက္ခဝေဒနာကတော့ဘယ်နဲ့တော့ထင်လဲထင်ရှားတယ်ထင်တယ်ကြံလဲကြံတယ်ထင်တယ်အဲ့တော့တတိပြိုးထုံလို့တော်တော်ကောင်းနေနေရဟုတ်တယ်နော်ဟိအဲ့တော့နာသီးဝမှတ်နေတဲ့ယောဂီတယောက်ဟာတင်မဆုံကြီးကနားနေတယ်ဆိုရင်စိတ်ပဲအများဆုံးရောက်မှာဟိ အဲ့ဒီမဆုံးရောက်နေတဲ့ဆိုရင်နာသီးဝါလည်းမှတ်ရအောင်မယ်တင်းမဆုံးလည်းမှတ်ရအောင်မယ်ဆိုရင်ပစ္စည်းလေးတစ်ခုကင်နာတော့နိုင်နိုင်နေနဲ့မကင်နိုင်တဲ့ကလေးတယောက်ကနှစ်ခုပိရင်အကုန်လုံးလွတ်မကြနိုင်ဘူးလားအဲ့တော့နာသီးဝါလွတ်ပြလိုက်ရာနာရာကိုနာရကမှချလိုက်တဘောပေါက်လားသူ့အစွဲသီးကဘယ်လိုသိတော့နာတယ်လို့သိတာတင်တယ်အစွဲသီးကကျင်တယ်လို့သိရင်ပေါ့အဲ့အစွဲသီးကကိုက်တယ်လို့သိရင်ပေါ့အစွဲသီးကခဲကြီးလို့သိရင်ပေါ့ဒါအမှတ်ချအစွဲသီးပြောတဲ့တိုင်းသာလိုက်မှာ ဟင်သဘောပေါက်သလားတို့အမှန်တမားကဘာလို့ဖို့လို့တော့တာလီစရေးတဲ့တောင်လွယ်တယ်ထင်တယ်ဟင်သူပြောတာလိုက်မှလိုက်ယုံမယ်အစွဲစီပြောတာသားလိုက်မှလိုက်သူညာတာတို့ခံရပြီထင်တယ်ဟင်ဒီတကအညာမခံကြီးလို့လိုက်ပြီးတော့စစ်တမ်းထုတ်တာထင်တယ်ဟင်မင်းနာတယ်ဆိုဟုတ်မဟုတ်ဟုတ်ကလားအဲ့တော့နာရင်နာတယ်ကြက်ရင်ကြက်တယ်ကြီးရင်ကြီးတယ်ခဲရင်ခဲတယ်အဲ့သူအရှိတိုင်းတာမှချတယ်ဟုတ်ကလားအဲ့ဒီနေရာမှာနာတာလေးတစ်ခုပေါ့လေတို့ဆိုကြပါစို့ ပုံအကျမ်းသားလေးပြောပါမယ်။ဒီချင်းမျက်စိလောက်ကတက်တက်နာကျင်မှုတစ်ခုဆိုလို့ချင်းတင်မဆုံဟာသူ့လမ်းဆုံးမှာ။ဟုတ်ကလား။တင်မဆုံကဟာတော့တင်မဆုံမဆုံးပါလိမ့်မယ်။ချင်းမျက်စိကတက်တက်ဟာဒီပြင်းထန်ရင်ဒီတင်မဆုံမှာဆုံးတတ်ပါလေ။အဲ့ဒါဝေဒနာဟိုဟင်ဝေဒနာပြင်းထန်လာလို့ချင်းချင်းမျက်စိကနေခြေစလုံးခြေစလုံးကနေဒူးစိပေါင်းတင်မဆုံကြဆုံးပြီ။အဲ့ဒါ तू ရွှေ့ပြီးတော့သွားတယ်လို့ကိုတတိလေးရတယ်သူ့ပေါ်သီးပြီးလိုက်သွားတာမှာတဘောပေါက်အဲသီးလိုက်သွားသီးလိုက်သွားသူပြောတဲ့အတိုင်းပေါ့တန်နေရာရွှေ့တက်တာပြောတာနော်အပြင်းပြောအထင်လည်းတက်တာပါတယ်ဟင်ပူနာခြင်းကြိုက်ခဲဝေဒနာအဲ့လောက်ဖြစ်ရှိပါတယ်ဟင်သို့သောအထုခါလာပုဂ္ဂိုလ်ဒီလောက်ထိမသိနိုင်ပါဘူးမိတော့ကလိုက်မှာပါဟုတ်ကလားနာရတယ်ပြင်းနေနာရနေနာရပေါ့နာရနေရကနေဝေဒနာကပြင်းထန်နေကျင်နေကျင်နေတက်ပါလိမ့်မယ်မပြင်းထန်ရင်ယော့သွားပါလိမ့်မယ် သူရော့ရော့သလိုသူတိုးတိုးသလိုပေါ့ပုတ်ကလားဟင်ကျင်နာတဲ့ကိုဝေဒနာပြင်းထန်နေကြိုက်ကိုလာပါလိမ့်မယ်ကြိုက်ကြိုက်တယ်တော့မှချလိုက်ဝေဒနာကဟိုဒုမှားကကောင်းလို့ဝေဒနာကဟိုမှန်ကြသွားပြီဆိုရင်ရော့ရင်ရော့သွားပါလိမ့်မယ်တို့မို့တို့ဘက်ကမှားကလည်းနေတယ်သူ့ရဲ့အဖောက်အုံကလည်းကြီးမယ်ဆိုရင်တက်ပေါ်ပါလိမ့်မယ်တက်တော့တာကိုအပြင်းပြောက်ကိုလိုက်မှပြပါသဘောပေါက်လားအဲ့တော့နာကျင်ကြိုက်ခဲမှုဆိုတဲ့ဒုက္ခဝေဒနာကိုမှတ်တဲ့ယောဂီတယောက်ဟာနေရာရွှေ့လည်းတက်ပါလိမ့်မယ်အပြင်းပြောအပြင်းလည်းတက်ပါလိမ့်မယ် ဟုတ်ကလားဒါကချင်းမြဲတိကနေအောက်ပိုင်းကတက်တာပြောတာပါတို့အပေါ်ပိုင်းမှာခါယိုးကတက်တဲ့ယောဂီတယောက်ဟာလက်ပြညွန့်မှာလည်းဆုံးတတ်ပါတယ်ပခုံးအုံးကြရင်လည်းဆုံးတတ်ပါတယ်သူ့ရဲ့နောက်ဆုံးကပခုံးအုံးပဲထင်တယ်ဒီလိုအရှိလိုက်လည်းတက်တတ်ပါတယ်ကန့်လန့်ကြလည်းတက်တတ်ပါတယ်တက်ချင်းသလိုတက်ဟုတ်ကလားအဲ့ဒီမှာလည်းနေရာရွှေ့တက်နဲ့အပြင်းပြောတက်နှစ်မျိုးပဲထင်တယ်အဲ့ဒီအထက်ပိုင်းရဲ့အပေါ်ကတက်မယ်ဆိုလို့ရှိရင်တို့ဒီညာဘက်ဟို ဒီပိုက်ပြင်းတော့ခေါ်မှာပေါ့လေဟင်အဲ့ဒီဘက်တော့ကနေတော့ဒေါမနန့်တက်တတ်ပါတယ်ဒီလက်ဝဲရင်ညွန့်တော့ကိုလေဒါရှိကတက်လို့ရှိရင်အဲ့လိုဒေါမနန့်တက်ပါတယ်အဲ့ဒါလည်းသူတက်တဲ့လိုနေရာရွှေ့တန်းင်းနဲ့လည်းမှတ်ပါအပြင်းပြောအပြင်းနဲ့မှတ်ပါသဘောပေါက်လားအဲ့တော့နေရာသုံးဌာနပဲအဲ့ဒီရှုစရာရှိပါတယ်သဘောပေါက်လားအဲ့ဒါမှတ်ချင်းဖြင့်ယောဂီတို့သိသိချင်တာတော့နာရာလေးကိုလည်းတက်တာသွားအောင်တင်တယ် နာတဲ့အကြောင်းလေးလည်းသိသိကျင်တာပါအကျိုးနှမျိုးထင်တယ်နာရာလေးလည်းမှန်ရင်မှန်ရင်နဲ့တက်တာသွားတရားမလေးပြင်ပြီးတော့တက်တာတာမျိုးကိုမလို့ခြင်းမှုတို့အမှတ်နဲ့ဝေဒနာကိုကြောစေခြင်းနဲ့ဒါဝေဒနာဝိခံပိတဝါဆိုဝေဒနာကိုတတိနဲ့ကြောတာမဟုတ်လားဟင်နောက်အာယုမှန်ရင်ကြောတတ်သွားပါလိမ့်မယ်ဘယ်လိုအာယုထားလိုက်ရင်ဒီဝေဒနာကြောနိုင်လဲဆိုတာသိလာလိမ့်မယ်ဟုတ်ကလားအဲ့တော့ဒီဝေဒနာကိုလည်းကြော်နိုင်ဖို့ရာတက်တာဖို့ရာရဲ့နာရာလေးနဲ့ပြီးတာလေးအကြောင်းလည်း ကြည့်ဖို့ရရင်အဲ့ဒါအတွက်ကိုခိုင်းတာပါဟုတ်ကလားအဲ့တော့ဒီဝေဒနာဆိုတဲ့နာကျင်ကြိုက်ခဲမှုတွေကိုကိုတွေကဖြစ်တဲ့အတွက်ကိုတွေမဖြစ်နိုင်ဘူးလားဒီနေရာကတရားမရနိုင်ဘူးလားအင်းနာသီးဝါကလည်းတရားမရနိုင်ဘူးလားအဲ့ဒီကာယနဲ့ဝေဒနာကိုယောဂီတို့အဓိကထားပြီးတော့ကြိုးစားပါဟင်ဟင်စိတ်ဓာတ်ကတော့စိတ်မှဖြစ်တာတင်လေဟင်အဲ့တော့စိတ်ကလေးတွေးတဲ့နေရာလိုက်တယ်ဆိုတော့တို့ဝယ် ရှုွယ်တဲ့ကထွက်ပြေးတဲ့တရေခံကိုလိုက်ဖန်တာနဲ့တူတူထင်းနေဟိသုံးဖို့စကြက်ထွက်ပြေးတဲ့တရေဟိုနွားကိုလိုက်ဖန်တာနဲ့တူတူထင်းနေဟိသူ့အာထုတ်ခါသာယောဂီတယောက်မှာတွေးမှုတွေပြောက်တာတစ်ခုပဲရှိပါလေဦးမဲတွေးတာရဲ့ဖြစ်ပျက်ကိုမမြင်နိုင်ပါဘူးဘာဖြစ်လို့တို့တွေးတဲ့နေရာမှာယောဂီတို့တရေခံမစုံလို့ပါစိတ်သာရှိတဲ့ပူပါသွားလို့လားအဲ့တရေခံမစုံတဲ့နေရာမှုမပေါ်နိုင်သေးပါဘူးအမှန်မြင်ရင်တော့ဟုတ်ကလားအဲ့တော့ဒီတွေးတာကိုမှချင်းဖြင့် အတွေးကနေပြီးတော့ကိုမီးဆက်ဖြစ်တဲ့ကိလေသာလည်းမပွားရအောင်ဟုတ်ကလားအတွေးစိတ်ကလေးနဲ့ကိုယ်စီကို ပြန်ရောက်အောင်ဒီရွယ်ချက်နှစ်ချက်နဲ့တွေးတာလေးကိုမခိုက်ပါနဲ့သဘောပေါက်ပလားဒီနောက်ဆုံးတို့နံပါတ်၄ကျတော့ဓမ္မနုပဒနာထင်တယ်ဓမ္မနုပဒနာဆိုသဘောလို့ပါပြန်ရပါတယ်သို့တော်မှန်အားမရှိသေးတဲ့ပုဂ္ဂိုလ်ကဒီကာရတဲ့သဘောတဘာဝတဲ့သိနိုင်ပါဦးမလား ဟိုခံဟိုဝေဒနာဆိုတဲ့ခံစားမှုရဲ့သဘောတဘာဝကိုသိနိုင်မအောင်မလားအကြံတွေးဆိုတဲ့စိတ်ကလေးရဲ့သဘောတဘာဝကိုသိနိုင်မအောင်မလားအဲမသိနိုင်ရင်တတိပြိုးထောင်းတဲ့ပုဂ္ဂိုလ်တယောက်တည်းကိုမြင်နာရဲ့ကြားရရဲ့နာနာရဲ့ဒီသုံးခုကိုဓမ္မနုပဒနာနဲ့မှတ်ပြပါဟင်အာယု၅ပါးရှိတယ်ထင်လက်အာယု၅ပါးထဲမှာ တို့မြင်နာကလူကိုယ်တိုင်ဝင်တာလားအငွေ့ဝင်တာလားဟင်အငွေ့ပဲဝင်တာလူကိုယ်တိုင်ဝင်မှုလေအတွင်းမဟုတ်ဘူးအငွေ့ထင်တယ် ကြားတာကောနာနာကောအငွေဖြစ်လို့သဘောမျှဖြစ်လို့တတိပြိုးထောင်ကားကယောဂီတယောက်ဓမ္မနုပါဒနာနဲ့ဒီသုံးဌာနရှုပါပါလေဟုတ်ကလားစားတာကတော့အစာအတုံးခဲကြီးအတွေ့ထင်တယ်ဟိဟိတို့အားထုတ်တဲ့ယောဂီတယောက်မှာပြင်းများတဲ့ဒီမာတိတဲ့ကိုကာယနဲ့ဖုဒ္ဓဘာကကိုအတွေ့ထင်တယ်ဟိအဲ့ဒါနှစ်ခုကိုကာယနုပါဒနာတဲ့ထည့်ပြပါဟိအာယုငါးပါးတယ်လေကိုသုံးခုကိုဓမ္မနုပါဒနာတဲ့ထည့်ပြပါလေဟိအငွေများဖြစ်လို့သဘောများဖြစ်လို့ အဲ့ဒါလေးကိုတို့ရှုရမှာနော်အဲ့တော့အားထုတ်နေတဲ့ယောဂီတယောက်မှာမျက်စိပိတ်ထားပါလေဟင်အဲ့တော့မျက်စိကအငွေ့တော့ဝင်နေမှုထင်တယ်ဟင်နှာခေါင်းကလည်းကိုယ်ကြီးတဲ့နေတာနှာခေါင်းကလည်းအငွေ့ဝင်နေမှောင်းထမဝင်နေခဲ့ပါလေနားကတော့ပိတ်လို့ရဘူးဗျအဲ့တော့ဝင်နေမထင်냐အဲ့တော့အပြင်ကအတံပလန်နေနဲ့တန်လည်းကြားကျင်ကြားနိုင်တယ်ကားတန်လည်းကြားကျင်ကြားနိုင်တယ်လူတန်လည်းကြားကျင်ကြားနိုင်တယ်ထင်တယ်ခွေးတန်လည်းကြားကျင်ကြားနိုင်တယ်ကြီးတန်လည်းကြားကျင်ကြားနိုင်တယ်ထင်တယ် ဘာသာကြားနေနေနာသီးဝမှတ်နေတဲ့အချိန်မှာကြားနေရင်ဒုစိတ်ကလေးတွေနာသီးဝမှာပူပြီးဝင်စားနေသလားနားမှာပူဝင်စားနေတာအကက်ခလိုက်ပါဟင်တကယ်လို့အဲ့ဒီအကြာဘက်ကကျေလောင်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 နဲ့အလိုက်မသိလာပြီးပြောနေတာတွေ့ခဲ့ရင်ဒုစိတ်ပဲအရောက်များမထင်တော့ဟိဒီလိုဆိုတော့ဘာလို့ရမလို့အဲဟိုနှာခေါင်းကိုဆုပ်ကြလိုက်သမ်းပါနှာခုကိုင်းမနေစမ်းနဲ့ ခွေးကြိုက်လို့ရရဒုတ်ကြည့်လို့ရရတင်တယ်ဟင်မှတ်ပြီဗျာအဲ့တော့နားထိတ်တတိလေးကပီကြတာကြားတယ်ကြားတယ်ကြားတယ်သူကြားတော့တော့မှတ်နေအဲ့တော့ဒီနားလာပြီသုညာသုညာပြောလို့ငါတရားပြတ်တယ်ပြောလို့သာကြားတာတို့အတွက်ကိုမှတ်စာဖြစ်မလာဘူးလားကုံညာပစ္စည်းဖြစ်စေရမယ်ကြားတာမှလည်းဓမ္မပဲလေနှာခေါင်းကမှလည်းဓမ္မပဲမဟုတ်ဘူးလားအမှန်မိတာလူရင်းပဲသဘောပေါက်ဘူးလား အဲ့တော့အားထုတ်နေတဲ့ယောဂီတယောက်ဒီလေးဌာနပဲရှိမယ်ထင်တယ်။တိတဲ့ပူတိတာ။ပူတော့ပါဦး။အဲ့ဒီလေးဌာနလေးကိုလိုက်ပြီးမှတ်ပေးပါ။ထိုင်ရင်ဘယ်တော့ဖြစ်ဖြစ်အဲ့ဒါနိဗ္ဗာန်မရောက်မချွတ်လို့မှလည်းပြန်နောက်လည်းပြင်ပေးမှာမဟုတ်ဘူး။ဒီတိုင်းသွားနေရမှာပဲ။သဘောပေါက်ပလား။ဟုတ်ပါဘူး။နောက်ထပ်ပြောဖို့လူသေးသလား။ဟင်မရှင်းတာရောရှိသလား။